ပါခင်ဗျာမမကြောင်စင်အကယ်ဒီရဲ့ basic library session ပြန်လည်းစတင်လိုက်ပါပြီအရှင်တနေ့တော့ကျွန်တော် list information နဲ့ just information အကြောင်းကိုကျွန်တော်ပြအောင်ခဲ့အဲ့ဒီနေ့ list information နဲ့ just information တွေကိုဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောဆက်လက်ပြောပြပါမှာပါအဲ့တော့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သတင်းတော်တွေအနေနဲ့သတင်းတူသတင်းမှားတွေကိုတုံ့ပြန်ဖို့ကပုံကိုယ်တိုင်နဲ့သတင်းတူသတင်းမှားတွေကို နောက်ဆန့်ချင်ပြီးအောင်အတွက်ကျွန်တော်တို့ပို့လို့ပါတယ်အဲဒါကျွန်တော်တို့ပြည့်ပြင်းတွေကို publish လုပ်ခင်မှာတစ်ချိန်တော့ publish ဆိုတော့ဗာပြင်လူတွေပြန်ပြီးမဖြတ်လို့ခင်မှာတစ်ချိန်တော့ကျွန်တော်တို့အနည်းဆုံးပြန်ပြီးတော့စစ်ဖို့လိုပါတယ်ကိုယ့်ရဲ့တင်းချက်လက်တွေထဲမှာ analyze ပဲဖြစ်တဲ့နောက်ကံကြည့်ကြလို့မရှိတဲ့တရင်ရင်းမြစ်တွေစီရတဲ့လေကိုကျွန်တော်တို့ထည့်ပြင်းထားနေသလားအဆက်ဆက်မရှိတဲ့ပုံတွေကိုထည့်ထားနေသလားဒါမှမဟုတ်လို့ရှိရင် လိုတာထက်ပို့ပြီးတော့လွန်ယူပြီးရတာမိကကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်လိုက်ပြီးတော့တရင်ကိုချက်ကားရေးထားမိသလားဆိုတဲ့အစမျိုးကိုပြန်စစ်ဖို့လိုပါတယ်။အဲ့လိုပြန်လဲစစ်ဆေးခြင်းအပြင်လည်းကျွန်တော်တို့ရဲ့စိတ်ခံစားချက်နောက်လိုက်ပြီးတရင်မှားတွေကိုဖြန့်ချိမိတဲ့ခံရတွေမဖြစ်နိုင်တော့ပါဘူး။ဆိုတော့တရင်ချက်လက်မားတွေကိုစစ်စစ်ဖို့ပြန်မှာတရင်တော့တွေတရင်ကိုအမြဲမပြတ်ရေးသားနေသူတကားတော့ပြန်ရက်ခုပါတယ်။အဲ့တော့အဲ့ဒီထဲမှာမှာ ဘယ်လိုအချက်လက်တွေကိုအခြေခံပြီးစစ်ဆင်ရမယ်ဆိုတာကိုကျွန်တော်တို့ပထမဆုံးကြောင်းဆိုလို့ရှိရင်တော့ headline လို့ခေါ်တဲ့ခေါင်းစဉ်ပါခေါင်းစဉ်ပါအဲ့တော့သတင်းသူ့ရဲ့သတင်းမှားရဲ့ခေါင်းစဉ်တွေကဒီလိုရဲ့စစ်ကိုထိရှာစေအောင်လို့ကြောင်းတော့ဒီလိုစစ်ဆန်းစားဖို့အတွက်မတိကျတဲ့အချက်လက်ကိုအခြေခံထားဒီစည်းရည်အပြင်ကိုစိတ်ခံစားမှုကိုလှုပ်ဆော်အောင်လို့ရေးထားတဲ့ခေါင်းစဉ်တွေ ဖြစ်နေရှိပါတယ်။ဒါပြင်အဲ့ဒီမှာသတင်းရင်းမြစ်တွေနဲ့ပတ်သက် anonymous source လို့ခေါ်တဲ့အမည်မပေါ်ပြထားတဲ့ source တွေအမည်မပေါ်ပြထားတဲ့သတင်းရင်းမြစ်တွေဒါမှမဟုတ်လို့ရှိရင်ဒီသတင်းနဲ့ဆက်ဆံမှုမရှိတဲ့တင်တော်တဲ့သတင်းရင်းမြစ်တွေကိုတောက်ထားတာမျိုးမဟုတ်ပါဘူး။အများအားဖြင့်သူကသတင်းတွေကိုသူကပြောခံလို့ပြည့်ရဲ့အချက်လက်တွေနဲ့လည်းတိစောက်ထားပြီးရှိပါတယ်။ဒါပေမဲ့စကလုံးတွေချက်လက်မှားတွေနဲ့လူတွေရဲ့စိတ်ကိုလုံးဆောင်ပြီးတော့ကျွန်တော်တို့ ေါ်ပြထားလို့ရှိပါတယ်တခါတည်းမှာတရင်တွေကစာသားတွေနာကကျုပ်ပုံတွေဒါမှမဟုတ်လို့ရှိရင်အဲ့ဒီချက်လက်တွေမှာသေးစိတ်ဖက်ချင်တယ်ဆိုလို့ရှိရင်လုံအပ်တဲ့အသေးစိတ်ချက်လက်တွေကိုဖော်ပြထားတာမျိုးလဲဖြစ်ရဖော်ပြထားတာမျိုးမရှိရပြီးတက်တည်ပြချက်တွေထောက်ထားရေအိုးကားရေခန့်ခန့်လို့ဖော်ပြထားတာမျိုးမတွေ့ရပါဘူး ဒိုက်ပြောစကားတွေပတ်သက်ရင်အဆက်ဆက်မဲ့ဒိုက်ပြောစကားတွေဘသူကပြောမှန်းပြီးရဲ့ဒိုက်ပြောစကားတွေကိုထည့်သွင်းထားလေးရှိပါတယ်ထူးသဖြင့်ကျုပ်ကနေဒါမှမဟုတ်ရှင်ဖြူဖြူသုံးတဲ့အခါမှာလည်းသူတန်ပြေရဲ့လိုမြင်ကွင်းလေးလူရဲ့စိတ်ကိုချောက်ချားပြန်ဒါမှမဟုတ်လူရဲ့စိတ်ကိုကြောက်လန့်အောင်ဒါမှမဟုတ်ရှင်လူရဲ့စိတ်ကိုဒေါသထွက်အောင်စတဲ့နေ့လှုပ်ဆော်နိုင်တဲ့ကျုပ်ပုံတွေအများဆုံးတုံ့ပြန်လေးရှိပါတယ်ဒီချက်လက်တွေကိုစစ်စစ်နိုင်ရဲ့ဆိုလို့ရှင်ကျွန်တော်တို့ကဒါက လူတွေကိုထိန်းချုပ်ဖို့စိတ်မနှံထိန်းချုပ်ဖို့တောင်းလို့ရှင်လူတွေရဲ့စိတ်ကိုလမ်းမှားလိုက်စီဖို့အတွက်ဖြန့်ပြထားတဲ့ဒန်တူတည်းမှားလာဒါမှမဟုတ်ရှင်တကယ်တည်းမှန်လားဆိုတော့အကြံဉာဏ်ခွဲခြားနိုင်ပါလိမ့်မယ်နောက်ထပ်အရေးကြီးတဲ့အချက်ချက်ကတော့တကယ်မီဒီယာ right track ဒါမှမဟုတ်တင်းတောက်တောက်ကကိုယ့်ရဲ့တည်းဟာအချက်လက်မှားလေဒါမှမဟုတ်ရှင်တဲ့မှာတခုဖြစ်သွားခဲ့ဆိုရင်ကျွန်တော်တို့အမှားပြင်ဆင်ဖို့လိုအပ်ပါတယ်။မှားတာပါမှားရတဲ့အခါကလို့မရပါဘူး။ မှားတာဟောအမှားဖြစ်စင်ကိုပြောရပါတယ်အမှားဖြစ်စင်ယုံတင်မကပဲဘယ်နေရာမှာဘလို့ပြင်စင်ထားကြောင်းကိုပြည်သူလူထုအသိပေးဖို့လိုပါတယ်တိတ်တဆိတ်ပြင်လိုက်ခြင်းအပြင်လူတွေကဆိုရင်အမှားအချက်လက်ကိုပဲအမှန်လို့လက်ခံယုံကြည်သွားတာမျိုးရှိပါတယ်အခုလက်ရှိမှာတဆိုးသောမီဒီယာတိုက်တွေကိုယ်တိုင်ကသတင်းတွေကိုတိတ်တိတ်လေးပြင်ဆင်တာမျိုးတောင်မီဝဲပြင်ဆင်လိုက်တာမျိုးတွေတွေ့ရှိနေရပါတယ်အမှန်တော့ကျွန်တော်တို့အနေနဲ့သတင်းတူတွေမှလူကိုမြင်ရတယ်ချက်ချင်း ကိုကိုယ်တိုင်ကဖန်တီးခဲ့မိတာဆိုတော့ရှင်ချက်ချင်းပြင်ဆင်ဖို့ပြင်ပြည်သူလူထုကိုဒီတရင်ချက်လက်ကအမားဖြစ်နေတာအသိပေးဖို့လိုပါတယ်ဒါမှလာတောင်းရင်တောင်းခံရှိတယ်တရင်နောက်တရားဒါလို့တောင်းရင်တောင်းခံရှိတယ်ပြင်းပြီးတဲ့အတိုင်းကြေးဖြစ်လာမှာပါလင်းစာပညာရဲ့အခြေခံကျင့်ဝတ်တူရင်းပါတယ်အဲ့ဒါတွေကပေါင်းပါတယ်နောက်ပိုင်းဒီမှာတော့လင်းစာအခြေခံကျင့်ဝတ်တူကိုတော့ဆက်လက်ညွှန်ပြသွားမှာဖြစ်ပါတယ်